သတိပဋ္ဌာနာဘုဗ္ဗဘာကသတိပဋ္ဌာနာအမက်ကလို့ခေါ်ဆိုအပ်တဲ့အရိယာမဲ့ရဲ့ရှေ့ဖို့နဲ့ကျင့်ရမယ်ဒီသတိပဋ္ဌာန်ကျင့်စဉ်ကိုပဲကျင့်ကြံကြကိုပေါများအထုတ်ပါဆိုပြီးတော့ဒီလိုတိုက်တွန်းထားတယ်။အဲဒီအပိုင်းမှာတော့နာမည်ကျော်ဖြစ်တဲ့မဟာတိတ်ကကိုရော်ကြီးနဲ့နာမည်ကျော်ဖြစ်တဲ့တခါတော်တခြားတို့ကိုပုံစံထုတ်ပြီးတော့အထက်ကရကရှင်းထားတယ်နော်။ကဲတိတ်ကအမည်ရတဲ့မထေကြီးတစ်ပါးအလုံးကြားဖို့ကြတယ်ရွှေတိသေးပဲနော်။သတ္တလိတ ဟိရိညာဂောတိယပဟာယဘဗိစိတ်တဘာခရီ၄၀တော့ရွှေတွေကိုဝေတတိမဟုတ်ဘူးရွှေတတိနော်အဲ့ဒီရွှေခရီ၄၀ကိုစွန့်ပြီးတော့မှမဖြစ်လေအဂမကေအရိညေဝိဟရတိယွာနဲ့မနီးတဲ့တောထဲမှာတွားပြီးတော့တရင်တုံးတတကဏိဒ္ဓဘာတို့ပရိယာတို့တို့ဒါကတော့အတူချုပ်ပြောတဲ့စကားလေးပါနော်ဆရာသမားတွေထမစနစ်တကျ ဝိနည်းတေကိုဒေသနာရလိပ္ပမုစကအင်္ဂါရနှင့်ပြည့်စုံအောင်တင်ယူပြီးတဲ့အခါရတ္တဖို့ဖို့ကမ္မထာမျိုးကိုတင်ယူပြီးတဲ့အချိန်ခါကျမှတော်ရတောင်နဲ့သွားပြီးတော့ကျင့်ကြံကြိုးကိုတရားဘာဝနာဝိပဿနာဘာဝနာကမ္မထာစီးပြန်းပြီးကျင့်ကြံကြိုးကိုပေါ်မြတ်အထုတော်မူခြင်းပဲဖြစ်ပါတယ်နော်ကဲတတဂတိထာဘာတုပရိယကိစ္ဆဒနာသီဝိတာဩရောပိတာတိပဇတတိသောရိပတိတိ ကလေးလေးကြတော့ရွှေတွေကိုစွန့်နေတယ်ဆိုတာကတော့ညီငယ်လူတို့ကိုပုံအပ်ခဲ့တာပါပဲဒါပြီးနဲ့ပြန်ပြီးတော့မတော်လို့သာသနာမပြောလို့လူထွက်ခဲ့ရင်တော့ဒီပစ္စည်းတွေကိုဒီအကိုကြီးပြန်ယူလိုက်မယ်လို့စွန့်ရင်ကြောင်းကြနေတဲ့ကိုညီရဲ့အမျိုးသမီးပေါ့နော်ဘာခေါ်လဲဟမ်အဲခေမခေါ်မလားဘာခေါ်မလားနော်အဲခေမလူတို့ကနေပြီးတော့ဘုရားသမီးငါးရငှားပြီးတော့အတက်ခိုင်းတဲ့ဘွဲတစ်ခုပဲနော် အဲ့ဒီမှာစေထွက်လိုက်တော့မဖြစ်လေဒီကံတဝါထေရံပရိဝါရိတဝါနိတိဒိဋ္ဌုခိုးသားတို့မြတ်ဒီကသွားပြီးတော့မထေကြီးကိုဝိုင်းပြီးတော့ထားလိုက်ဝိုင်းပြီးထားလိုက်တော့မဖြစ်လေထေရောအာဟကတ္တမအာဂတတဥပဒကဥပဒကတဲကတော့ဒီနေရာဘယ်လိုအကြောင်းကြောင့်များရောက်ရှိလာကြသလဲတန်စီဝိတာရောပိတ္တမဒီအရှင်ဘုရားကတပည့်တော်တို့ကတတ်မလို့ဇီဝိတ္တိလေးမှာဖြိုခွင်းတော်မယ်ဆိုတဲ့ဥတည်ချက်ဖြင့်လာခဲ့ပါတယ် ပါဠိဘောဂမေဥပဒကပြေတဝဣဇဂရတေသီတံတေထာဥပဒကဒယကတို့မေငါအပါဠိဘောဂအမခံချက်ကိုပြေတဝယူ၍ဣဇဂရတေယနေ့တည်းမြဇီဝိတအသက်ရှင်ခြင်းကိုဒေထပေးလာကြပါကုန်ကဲအမခံလေးတခုယူပြီးတော့ငါ့ကိုဒီနေ့တည်းမြလောက်တော့အသက်ရှင်ခွင့်ပေးကြပါဒါလေးတော့တောင်းဆိုလိုက်ကောတေသမဏဣမသမိဌာနေပါဠိဘောဂဘုဟိတတိ သမဏယဟန်တော်ဒီအရှင်ဘုရားအခုကောအဘယ်သူဒီဣမသမေထာနေဤကဲ့သို့သောအရာဌာနနဲ့ပါဠိဘောကအမခန့်ချက်ဒီဘိဒ္ဓတိဖြစ်နိုင်ပါအံ့နီဘယ်လိုပုဂ္ဂိုလ်ကဒီနေရာဌာနမှာလာပြီးအရှင်ဘုရားကိုအမခန့်ချက်ပေးပါလေနော်ထေရမဟာန္တပါဠနာဖြစ်တော်တွင်ဥရောတိနိဘိဒ္ဓိတဝါဝိတ္တိဥပါဒကပါဠိဘောကတိအာဟာထေရမထေရတိမဟာန္တပါဠနာကြောင့်တုံးကြီးတခုကိုဖြစ်တော်ကံ၍ဝိဥရောတိနိပေါယောနှစ်ခုတို့ကိုဘိဒ္ဓိတဝါ ချိုးဖြက်၍ဗိန္ဒိတဝါရိုက်ချိုး၍ဥပဒကာတေကတို့ပါဠိဘောကအမခံချက်ဒီဝတ္တိတင့်တေပါဤလောဣတိဤသောအာဟမေနနိုင်လေဤကဲဒါကတော့လောက်ဆိုရင်တော့အမခံချက်လုံလောက်ပလားဆိုပြီးတော့ကြောက်တုံးကြီးတုံးနဲ့ပေါင်းနှစ်ခုရိုက်ချိုးပြီးတော့မှမေးလိုက်နော်ဒီအဘဂမိတဝါစင်ကမဏတိတိအခင်ကတဝါနိဗ္ဗိစိတုခိုးတာဓမြဒီလဲမထေကြီးနန်းကလည်းရှင်းပြီးတော့ ရင်းညာဥတဏှာမှာမိလေးပုံလှုံပြီးတော့အိတ်ကြတော့တာပဲစိတ်ချဲ့လက်ချပဲမပြည့်နိုင်ဘူးဆိုတာဒီပါနော်ခေရတာဝေဒနာဝိခံပိတဝတိလံပိသဝကတောပရိတုဒ္ဒံတိလံနိသယပိတိဗမောဇာဩဝိစီမထေကြီးပါလို့တဲ့ဒီလုံငန်းခွင်မယ်နော်ခေရတာဝေဒနာဝိခံပိတဝတိလံပိသဝကတောပရိတုဒ္ဒံတိလံနိသယပိတိဗမောဇာဩဝိစီဝေဒနာပေါင်းရိုက်ချိုးခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဝေဒနာကို အဲ့ဒီမှာဝေနာဝိခံပိတ္တဝါဆိုတဲ့သကလုံးကိုဒီကဆရာတော်ကနော်ဒီကနိကေဒီကမဟာဝေကဒီကပေါ့တာမျက်နှာ280နဲ့သုံးပါအတိအကျဖွင့်ထားတယ်နော်ဝေဒနာဝိခံပိတ္တဝါဒီဥရောတိပေဒပြင်ပြန်ဝေဒနာအမနာတိကာရေနာဝိနောတိတဝါဆိုပြီးဒီလိုဖွင့်ထားပါနော်ဒါကြောင့်ဝေဒနာပေါင်းရိုက်ဆိုခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဝေဒနာကိုတခြားဝေဒနာမဟုတ်ဘူးနော်ဝေဒနာအကုန်လုံးလို့သွားတော့မယူဆနိုင်တဲ့လမ်းချော်သွားလိုက်မယ်နော် ဝေဒနာပေါင်းရိုက်ချိုခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ခြင်းရဲ့တဲ့ဒုက္ခဝေဒနာကိုဝိခံပစ်တော်ခွာထား၍မိလံမိမိရဲ့တိလာကိုပိစ္ဆဝေခတော်ဆင်ခြင်းသုံးတာလျက်ရှိသောထေရတမထေရတန်တန်၌ပရိသုတ်တံတိလံဆင်ကျဲနေတဲ့တိလာကိုနိဒာယအမိပြု၍ပိဋိပါမောဇ္ဇနှစ်တဲ့ဝမ်းမြောက်ခြင်းပိဋိပါမောဇ္ဇတရားဒီဥပ္ပစီဖြစ်ပေါ်၍လာခဲ့လေသည်မထေရကြီးကဝေဒနာဝိခံပစ်တော်ဝေဒနာခွာထားတယ် အဲ့ဒီဝေနာခွာနေဆိုတာနဲ့ပတ်သက်လို့အယူအဆတွေကြီးကွဲပြားကြတာပဲနော်သို့တော့ဘယ်လိုပဲအယူအဆကွဲပြားကွဲပြားဦးဇင်းတို့သာသနာတော်မှာအလေးကရုပြုရမယ်မန္တန်ကြီးတွေကတော့၄ခုရှိနေတယ်သူမန္တန်ကြီး၄ခုကတော့အလေးကရုပြုပြီးတော့ရိုးရိုးသေးသေးနဲ့လိုက်နာဖို့တော့လိုအပ်ပါတယ်နော်ဦးဇင်းတို့ဘုရားဟောသေးသနာတော်သုတ်တခေါ်တဲ့မန္တန်ကြီးကတစ်ခုနော်သောမန္တန်ကြီးနဲ့လျော်ညီတဲ့သုတ်တလူလုံးမှလို့ခေါ်ဆိုအပ်တဲ့ ်ငနမထေရဲ့ဖြတ်ထုံးကတခုဒေငနမထေရရဲ့ဖြတ်ထုံးဆိုတာကတော့သူတို့ဖြတ်ကျင်တယ်လို့ဖြတ်ထားတယ်ဖြတ်ထုံးတော့မဟုတ်ပါဘူးနော်ဘုရားရှင်ဟောကြားတော်မူတဲ့ဝိနည်းမဟာပရိသတ်တရားစီပါအမြတ်တဆုဆုမှထားတော်မူတဲ့ဝိနည်းမဟာပရိသတ်တရား၄ပါးသုတ်တံမဟာပရိသတ်တရား၄ပါးဆိုပြီးတော့မဟာပရိသတ်တရားကြီးရှိကြပါတယ်။ဒါမဲ့ခင်ရှင်ပါ ကျင့်စဉ်တရားနဲ့ပတ်သက်တဲ့အချက်တွေကိုသွားပြီးပြပယ်မိမယ်ပယ်မိမယ်ဆိုလို့ရှိရင်မိမိတို့အတွက်နိဗ္ဗာန်သွားတဲ့လမ်းကြီးတွေချောပြီးမသွားနိုင်ဘူးလားချောသွားနိုင်တယ်ဒါကြောင့်ဒါတတိထားမယ်နော်ခုဒီနေရာမှာဆရာအစဉ်ဆက်တင် जा ပုတ်ချလာတဲ့ဝါစာနာမေကအတက်အထက်ကရာဆရာတော်လေးဒီမဟာဒိဋ္ဌကိုရောကြီးရဲ့အကြောင်းကိုသူကရေးနေတယ်နော်ရေးလိုက်တဲ့အချိန်ခါကျတော့မဟာဒိဋ္ဌကိုရောကြီးကမဟုတ်တယ်လေဝေဒနာကိုခွာပြီးတော့ ရှုတယ်ဝေဒနာဝေဒနာခွာတယ်ဆိုတာကဘယ်လိုခွာရလဲဝေဒနာဝိခံဘေတဝတိဥရောတိဘေတပစ္စယံဝေဒနာအမနာတိဂါရေနာဝိနောတိတဝါဝေဒနာဝိခံဘေတဝတိဝေဒနာခွာဤဟူသည်ကဝေဒနာကိုခွာထား၍ဟူသည်ကဥရောတိဘေတပစ္စယံပေါင်းရိုက်ချိုခြင်းကြောင့်ဖြစ်ပေါ်၍လာသောဝေဒနာဆင်းရဲတဲ့ဒုက္ခဝေဒနာကို အမနတိဂာရိနာနှလုံးမသွင်းခြင်းဖြင့်ဝိနောတိတောပဲပြောက်၍ပဲဖြောက်၍ဒီလိုဖွင့်ထားတယ်။ဒါကဒီကနိကေမဟာဝက်ကတီကာသံမျက်နှာ283မှာဖွင့်ထားတဲ့အဖွင့်ဖြစ်ပါတယ်နော်။ပြီးတော့ဝေဒနာခွာတယ်ဆိုတာကဘယ်ဝေဒနာကိုခွာတာလဲ။ပေါင်းရိုက်ချိုးခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဆင်းရဲတဲ့ဒုက္ခဝေဒနာကိုခွာတယ်။ဘယ်လိုခွာလဲလို့မြင်တော့အမနတိဂာရိနာဝိနောတိတော နှလုံးမသွင်းဘဲနဲ့ဖြောက်ဖြစ်ထားလိုက်။ကောင်းရင်ချိုးခြင်းကြောင့်ဖြစ်ပေါ်တဲ့ဝေဒနာကိုလုံးလုံးနှလုံးမသွင်းဘူး။ဘာကိုနှလုံးသွင်းလဲလို့မေးစရာမလိုဘူးလား။လိုတယ်။အဲ့ဒီခါကျတော့မှသီလံသီလကိုပိဿာဝေခတော်စင်ခြင်းသုံးသလျက်ရှိတော်ထေရတာမထေရဲ့တန်တန်၌ခေါင်းဆုံးသူကဘာစတိုင်လဲ။သီလသီလကိုစပြီးစင်ခြင်းနဲ့ဝေဒနာကို နားရနားရရှုနေတဲ့ပုံစံမဟုတ်ဘူးနော်။ အဲ့ဒါသီလကိုဆင်ခြင်နဲ့ဆင်ခြင်ပြီးတဲ့အချိန်ခါကျတော့ဘာဖြစ်လဲပရိသုဒ္ဓံသီလံဆင်ကြတဲ့သီလကိုနိဒာယအမိပြု၍မိတိပါမောဇံနှစ်သက်ဝံမြောက်ချင်းပိတိပါမောဇံတရားဒီဥပ္ပိစီဖြစ်ပေါ်၍လာခဲ့လေပြီမိမိရဲ့ကိုကျင့်သီလတွေကိုပြန်ပြီးဆန်းစင်ကြည့်လိုက်တဲ့အချိန်ခါကျတော့ဆင်ကြနေတဲ့ကိုကျင့်သီလကိုတွေ့ပြီးတွေ့ရှိတယ် စင်ကြယ်နေတဲ့ကိုချင်းသီလကိုသွားတွေ့ရှိလိုက်တဲ့အခါကျတော့စင်ကြယ်တဲ့သီလကိုအကြောင်းပြုပြီးတော့အမိပြုပြီးတော့နေတဲ့ချင်းဝမ်းမြောက်ခြင်းဆိုတဲ့ပီတိပါမောက္ခတရားကြီးဖြစ်ပေါ်လာတယ်။စင်ကြယ်တဲ့သီလကိုအမိပြုပြီးဖြစ်ပေါ်လာတယ်ဆိုတော့ဒီကကြီးတွေစဉ်းစားကြည့်သာ။ဒီသီလမျိုးကိုသူက ဟောဝိတ္တတိမေအထက်ကရာများကတော့ဒီမထေကြီးရဲ့သီလကိုတော့အပရမတ္ထသီလဆိုပြီးတော့ဒီလိုဖော်ပြထားပါတယ်အပရမတ္ထသီလဆိုတာကတဏှာဒိဋ္ဌိတို့ဖြင့်ကံတွေသုံးသပ်လို့မရကောင်းတဲ့သီလလို့ဆိုလိုပါတယ်တဏှာဒိဋ္ဌိအလိုကိုလိုက်ပြီးတော့မိမိရဲ့သီလကိုကျိုးအောင်ပေါ့အောင်ပြောက်အောင်ကြောက်အောင်ဘယ်တော့မှမလုပ်ဘူးတဲ့နော် ငါကတော့လွန်ကျူးခြင်းလို့တော့မဟုတ်ပါဘူးကွာဒင်းတို့နဲ့ငါမလွဲ့မချောင်သားလို့ငါကအဖို့လိုက်ပေးရတာပါဆိုတဲ့ပုံစံမျိုးမဟုတ်ဘူးမဟုတ်ဘူးနော်တဏှာဒိဋ္ဌိရဲ့အလိုကိုလိုက်ပြီးတော့မိမိသီလကိုဘယ်တော့မှချိုးထားဖောက်ထားမလုပ်ဘူးကြိုးအောင်ပောက်အောင်ပြောက်အောင်ကြားအောင်မလုပ်ဘူးအဲ့ဒီလိုသီလမျိုးကိုအပ္ပရာမတ္ထသီလလို့ခေါ်တယ်တဏှာဒိဋ္ဌိတို့ဂိုင်းတွယ်သုံးသပ်လို့မရကောင်းတဲ့သီလပဲ အဲ့ဒီလောက်မိမိရဲ့ကိုကျင့်သီလတွေကစင်ကြယ်နေတာကိုမြင်လိုက်တော့ဘာဖြစ်လဲသိဝမ်းသာတယ်ဓာသီလကိုဆင်ကျင်လိုက်လို့နော်သီလနုဒတိကမ္မထံတစ်မျိုးပဲမိမိသီလကိုဆင်ကျင်လိုက်တဲ့အချိန်ခါမှသိပြီးဝမ်းသာသွားတယ်ဝမ်းသာတဲ့အချိန်ခါမှနှစ်တဲ့ချင်းဝမ်းမြောက်ခြင်းဆိုတဲ့ပိဋိပါမောက္ခတရားတွေပေါ်လာပြီအဲ့ဒီပိဋိပါမောက္ခတရားတွေဖြစ်နေတဲ့အချိန်ခါမှဒုဒုက္ခပေါင်းရချိုးခြင်းကြောင့်ဖြစ်ပေါ်တဲ့ဒုက္ခဝိရဏတိကွာသွားတယ်သူကလုံလုံး နှလုံးမသွင်းဘူးတဲ့ခေတ်ကအများစုပြောနေတာကတော့မဟာတိတ်တကိုတော်ကြီးဒီပေါင်ရိုက်ထုတ်ပြီးတော့အဲ့ဒီဝေဒနာကိုသူကရှုသွားတယ်ဒီလိုပြောတယ်စာမန်ကတော့အဲ့ဒီလိုပုံစံဟုတ်တာမဟုတ်ဘူးမရင်းကိုတရားကြီးတွေမှန်တယ်လို့ပြောမယ်အဲ့ဒါပဲမန္တန်ကြီးတွေကိုအလေးကလေးပြုတ်တတ်ဖို့တော့လိုအပ်နေတယ်နော်ကဲဒါဖြင့်သူကဘယ်လိုဒီပိဋိဗမ္မောဇ္ဇာတွေဖြစ်လာတဲ့အခါဘာလုပ်တယ်လဲ တတောအနုကမေနဝိပဒနာဟုတင်တော့တိယမအရတိသမဏဓမ္မကတဝါဘရုနုကမေနအရဟံပါတော့ဣမဥဒါနာအဥဒါနေတိဒီတော့ဒီနေရာမှာမထေကြီးရဲ့တန်တမာနှစ်သက်ဝမ်းမြောက်ခြင်းပိဋိပါမောက္ခတရားတွေပေါ်လာတယ်။အဲ့ဒီပေါ်လာတာနဲ့ပတ်သက်လို့ဒီကဆရာတော်ကမူလဗန္နာတဒီကပထမတော့ဇမေနာ333မှာထပ်ပြီးဘယ်လိုများဖွင့်ထားလဲ။ ခေရတဟိသီလံပိစ္ဆဝကတောသူပရိသုတ်တံသီလံနေတာယအုံလာရပိတိပမောဇံဩပိစ္ဆမနံဥရောတိပေဒဇဏိတဒုက္ခဝရဏဝိခံပေတိဟောသီလံသီလကိုပိစ္ဆဝကတောဆင်ញင်သုံးသရှုပွားလျက်ရှိသောခေရတမထေရတန်တံ၌သူပရိသုတ်တံသီလံအလွန်စင်ကြယ်နေတဲ့သီလကိုနေတာယအမိပြု၍ ဘုံလာရန်ပြန်ပြောကြည့်ကြမြင့်မြတ်လှစွာသောပိဋိပမောဇ္ဇနှင့်တဲ့ဝမ်းမြောက်ခြင်းပိဋိပမောဇ္ဇတရားသည်ဩဝိဇ္ဇမာနံဖြစ်ပေါ်လာခဲ့သည်ရှိသောဥရောဋ္ဌိဗေဒဇဏီတံပေါရိုက်ချိုးခြင်းကြောင့်ဖြစ်ပေါ်၍လာသောဒုက္ခဝေဒနာဖြစ်ရတဲ့ဒုက္ခဝေဒနာသည်ဝိခံဖေးသည့်ကွာ၍သွားလေ၏။သီလကိုစင်စင်ကြယ်နေတဲ့ပုဂ္ဂိုလ်စင်ကြယ်နေတဲ့ပုဂ္ဂိုလ်သီလကို စင်ကြယ်နေမှသိတဲ့ပုဂ္ဂိုလ်ရဲ့တန်တာမှာနော်စင်ကြယ်တဲ့သီလကိုအကြောင်းပြုပြီးတော့နှစ်တဲ့ဝမ်းမြောက်ခြင်းပိဋိပါမောဇ္ဇတရားတွေဖြစ်ပေါ်လာတယ်ဖြစ်ပေါ်လာတဲ့နေ့ဒီပြိုင်နေတဲ့ပေါင်းရချိုးခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဝေဒနာတွေလည်းကွာသွားတယ်ဒီလိုအတိအကျခွင့်ထားပါတယ်ဒါကုဏကစကားလေးပဲနော်ကဲအဲဒီလိုကွာနေတဲ့အချိန်ခါကျတော့မှသူကဝိပဿနာကိုဘာဖြစ်လဲဝုဒ္ဓင်တော်ဝိပဿနာဉာဏ်ဒီကိုတိုးအောင်ပေါ့အောင်လုပ်တယ် ဘယ်ပုံဘယ်ပန်းဘယ်နိလအဖြစ်တို့ဘအောင်လုပ်တယ်လို့ပြီးတော့ယံကိစီရူပအတိဒါနာကတပိစုပ္ပန္နံဒီအာတိနာနီနာသတိဖြင့်ဒီလိုဒီကများကဖွင့်ထားတယ်နော်အတိတ်ခန္ဓာ၅ပါးပိစုပ္ပန်ခန္ဓာ၅ပါးအနာဂတ်ခန္ဓာ၅ပါးအစ္ဆဒခန္ဓာ၅ပါးဗဟိတခန္ဓာ၅ပါးဩလာရိကလို့ခေါ်တဲ့ယုံရင်ကျမ်းတန်းတဲ့ဒုက္ခမခေါ်တဲ့သင်္မေနုညံ့တဲ့ခန္ဓာ၅ပါးဟိနခေါ်တဲ့ယုံညံ့တဲ့ပဏိတခေါ်တဲ့မွန်မြတ်တဲ့ခန္ဓာ၅ပါး ဒုရခေါ်တဲ့ဝေးတဲ့တန်တိကခေါ်တဲ့နီးတဲ့ခန္ဓာ၅ပါးပေါင်းလိုက်တော့၁၁တမျိုး၁၁မျိုးတော့အကျင့်အာဖြင့်တည်နေတဲ့ဒီခန္ဓာ၅ပါးတွေကိုအနိစ္စဒုက္ခအနတ္တလက္ခဏာဖြင့်သုံးတန်တင်ပြီးတော့ဝိပဿနာဘာဝနာကမ္မထံစီးပြန်ပါတယ်စီးပြန်တော့မထေကြီးကဒီညကျမှဝိပဿနာစအာထုဆကိုရော်လေးဟုတ်ကလားမဟုတ်ပါဘူးဒါကတော့နည်းနည်းလေးသဘောပေါက်ဖို့လိုတယ်နော်ဒီညကျမှဝိပဿနာကိုကမှုရှုလို့နဲ့ထပ်ပြီးအာထုံနေတဲ့ပုဂ္ဂိုလ်လည်း မဟုတ်ပါဘူးဒီလန်းကဒုက္ခအကျင့်ပြောဆိုရှောက်နေတာပါဒီတော့ဒီဝိပဿနာကိုဒီတစ်ဆက်တည်းမျိုးသောအဖြစ်အဖြစ်တည်နေတဲ့ဒီခန္ဓာ၅ပါးတွေကိုအနိစ္စဒုက္ခအနတ္တလက္ခဏာရေးသုံးတန်တင်ပြီးတော့တွင်နေခြင်းဝိပဿနာရှုတတ်တဲ့ပုဂ္ဂိုလ်ဆိုတာတမာတိမရှိဘဲနဲ့ဖြစ်နိုင်ပါမလားမဖြစ်နိုင်တမာတိတခုကိုဒုက္ခထူထောင်ထားပြီးဖြစ်တယ်ဘာတမာတိဆိုတာအတိအကျဖော်ပြချက်တော့မရှိဘူးသို့သော် ဝိပဿနာအထုတ်ပြီဆိုရင်သူကသုဒ္ဓဝိပဿနာယန္တိကပုဂ္ဂိုလ်ဖြစ်ခဲ့ရင်လည်းဓကမထဖြစ်သမာဓိထူထောင်ပြီးတော့သူကယုံနာတင်းစီပြီးတော့ဝိပဿနာရှုမှဖြစ်တယ်။အကြွေသမထယန္တိကပုဂ္ဂိုလ်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်လည်းဉာဏ်သမာဓိတစ်ခုခုကိုမိမိကျိုင်းနှိမ့်သက်တဲ့သို့မဟုတ်ရရှိနေတဲ့ဉာဏ်သမာဓိတစ်ခုခုကိုထူထောင်ပြီးတော့မှထိုသမာဓိကိုအခြေခံပြီးယုတ်တင်နေတင်းစီမယ်။ အကြောင်းတရားတွေရှားဖွေမယ်အကြောင်းတရားနေတော့ဒီရောက်နန္ဒီကုအနိစ္စဒုက္ခအနတ္တလက္ခဏာရေသုံးထံတင်ပြီးတော့ဝိပဿနာရှုမှဖြစ်ပါတယ်နော်ခုဒီအပိုင်းကတော့သူ့အတွက်ကယုံနံသိသိချင်းဆိုတဲ့လုပ်ငန်းတမာတိထူထောင်ခြင်းဆိုတဲ့လုပ်ငန်း ပေါ့နံပါတ်1နံပါတ်2ယုံနံသိသိချင်းဆိုတဲ့လုပ်ငန်းနံပါတ်3ပရိသေတညာနံပါတ်3ပိစီယပရိကညာလို့ခေါ်ဆိုအပ်တဲ့အတိတ်ကပိစုဘံကာလသုံးပါအတွင်းမှာအကြောင်းတရားအကျိုးတရားအဆက်ဆက်ကိုသိသိချင်းဒီလုပ်ငန်းတွေကတော့သူကဖို့ဖို့ကြည်ပြီးသားပုဂ္ဂိုလ်ဖြစ်တယ် အဲ့ဒီအစဉ်ကနေကြော်ပြီးတော့သူကဝိပဿနာဘိုင်းရောက်အောင်အကြောင်းတရားအနေနဲ့ကဒီရောက်နန္ဒီကောအနိစ္စဒုက္ခအနတ္တလက္ခဏာရေးသုံးတန်တင်ပြီးတော့တဏှင်းကြီးဝိပဿနာရှုနိုင်တဲ့အစဉ်ရောက်နေတဲ့သူတော်ကောင်းတဦးဖြစ်တယ်။အဲ့ဒီသူတော်ကောင်းတဦးနဲ့ဒီနေ့ကမ္မထံကြောင့်နဲ့ဝင်သွားတဲ့ဘာမှမတိသေးတဲ့ယောဂီပုဂ္ဂိုလ်တဦးနဲ့တွားပြီးနှိုင်းရှင်လိုက်လို့ကတော့မဖြစ်နိုင်ဘူးနော်ဒါကတော့နည်းနည်းသူ့ရဲ့အခြေခံတော့သဘောပေါက်ဖို့လိုတယ် အဲ့ဒီလိုဝိပဿနာဉာဏ်တွေကိုထုံညမှသူကတိုးအောင်ပေါ့အောင်လုပ်ပါတယ်။ဒါတော့အတိတ်နာကပိစုံပန်စတိဖြင့်တစ္ဆက်တမျိုးသောအခြေဖြင့်ဒီဒီနဲ့ဒီခန္ဓာ၅ပါးတွေကိုအနိစ္စဒုက္ခအနတ္တလက္ခဏာရေသုံးတန်တလက်စီတင်ပြီးတော့တုန်ညင်းဝိပဿနာရှု။ရှုလိုက်တော့ဒီဝိပဿနာဉာဏ်တွေကိုအဆင့်ဆင့်သူကဘာလုပ်လဲ။တိုးတက်အောင်လုပ်တယ်။တိုးတက်အောင်လုပ်တဲ့ဆန္ဒနဲ့ပတ်သက်လို့လဲတတော အနုကမေနဝိပဿနာဝုတ္တံတောအနုကမေနလို့ပြောတယ်။ဟုတ်ခုံဒီခုံလို့ ပြောတာမဟုတ်ဘူးရှုကျင်တာကိုရှုကျင်တယ်လို့ပြညာပရမမခွဲဘဲနဲ့ရှုကျင်တိုင်းရှုနေတဲ့ပုံစံလည်းမဟုတ်ဘူးအနုကမေနဝိပဿနာဉာဏ်စဉ်အတိုင်းအစဉ်အတိုင်းသူစပြီးရှုဒီညဒီအစဉ်အတိုင်းရှုတာကဒီညမှသူကရှုဘူးလို့လားမဟုတ်ပါဘူးကျင်းဖန်များစွာသူကဒီလမ်းကိုလျှောက်နေတဲ့သူတော်ကောင်းတဦးဖြစ်အစဉ်အတိုင်းရှုပြီးတော့မှဝိပဿနာဉာဏ်စဉ်အတိုင်းဝိပဿနာဉာဏ်တွေကိုတိုးအောင်ပေါ့အောင်ညစ်ကြအောင်လှုပ်လိုက်တဲ့အချိန်ခါမှာ ဘလောက်အထုတ်တယ်လို့မြေတော့တိယမရတိန်သမဏဓမ္မံကတ္တဝါမြင့်သုံးရန်တို့ကလပလုံယဟန်နိယတိကိုကြင်ကြံကြုတ်ကိုပွားများအထုတ်ပြီးနေတယ်အထုတ်လိုက်တဲ့အတွက်ရုနုကမဏီနေအရုံတက်တဲ့အချိန်နဲ့ရထံအရထဖို့တို့ပတ်တော်ဆက်ရောက်တော်မူသည်ဖြစ်၏ဣမဥဒနာဤဥဒန်ဇကကိုဥဒာနေသည့်မြတ်ကြတော်မူခဲ့လေပြီဥဒန်လေးကျူသွားတယ်ဥဒန်ဇရကဝမ်းမြောက်တဲ့ဇကသာသနာတော်မှာ စံတင်တိုက်တဲ့ပုဂ္ဂိုလ်တွေကိုသာသနာတော်ကစံတင်ထားစံတင်တိုက်တဲ့ပုဂ္ဂိုလ်တွေထဲမှာဒီမဟာဒိဋ္ဌကုရောကြီးလည်းတပါအပါဝင် ဖြစ်ပါတယ်နော်ဒီတော့ဝန္တာလွန်းလွတ်ဥဒန်းကျူးသွားတယ်ဥဒန်းကျူးတဲ့အချိန်ခါမှာဒီဥဒန်းကျူးတဲ့တရားစကားကိုနားထောင်နေတဲ့ပရိသတ်ဘယ်သူရှိတယ်လဲလို့တော့မေးစရာရှိနော်ရှိခြင်းလည်းရှိလိမ့်မယ်တရင်တော့မတူဘူးသို့မဟုတ်အနည်းဆုံးတော့ဒီခိုးသံခါရတဲ့ကတော့ လာကြတဲ့ပုံကိုယ်ကြီးဖြစ်ကောင်းဖြစ်နိုင်တယ်နော်ကဲဘယ်လိုဥဒန်းကျူးလဲဥဘောပါဒဏိဗိဒိတဝတိညာဘေတမိယောအဟံအတ္တိယာမိဟရာယာမိသာရာကမရဏအဟံဧဝဟံစိဋ္ဌိတဝနာယထာဘုဒ္ဓဝိပါဒိတံနမ္ပတေအရုဏုဂံမိအရဟတမဘာဘုနေဥဘောပါဒဏိခြင်းနဲ့ဖက်တို့ကိုဗိဒိတဝကြောက်တုံးဖြင့်ရချွ၍ ဟောသင်္ဒယကတို့အဟံဃာတိတင်ညာပိတာမိတင်ညာပိတာမိအမခံချက်ပေးသောအဖြစ်အတိပေးပါအံဒါနဲ့ငါအမခံမယ်ဆိုတာကိုဒီလိုကငါအတိပေးမယ်နော်ရှင်နဲ့ချောင်းကိုကြောက်တုံးနဲ့ရိုက်ချိုးပြီးတော့သင်တို့ကိုအမခံချက်ပေးကြောင်းငါအတိပေးပါတယ်နော်ဘာဖြစ်လို့လဲအဟံဃာတိသရကမရဏရာဂတဏ္ဏဖြင့်တရားချင်းကိုအတ္တယာမိရှိလာပါ အတ္တယမိဆက်ဆုံးလပါ၏ဟရယမိရှင်းလို့လပါ၏ရာဂတွေ့တတ်တတ်မှုရာဂတန်လန်းကြီးနဲ့ငါတရားမှရှင်းလို့ဒီကကြီးတွေကိုဆက်ကြတာဟင်ဟုတ်ကဲ့လားဒီကမာကြီးတွေကိုဟင်ဆက်ကြလားအဲ့ဒါပဲသူတော်ကောင်းတွေကတော့တိတ်ပြီးတော့ဆက်ကြတယ်ရာဂတန်လန်းတဲ့တရားမှတိတ်ပြီးတော့ဆက်တယ် ရာဂတဏ္ဍနဲ့တရားမှတွေ့တာမှုတဏ္ဍနဲ့တရားမှဟောလေးလည်းတွေ့တာတယ်ဒါလေးလည်းတွေ့တာတယ်နောက်ဆုံးတွေ့တာစရာမရှိရင်ဘာဖြစ်လဲဟမ်တွေ့တာစရာမရှိရင်ကြောင်လေးတွေခွေးလေးတွေလိုက်ပြီးတွေ့တာအပြူကြီးတွေကြောင်လေးတွေမွေးရတယ်နဲ့ခွေးလေးတွေမွေးရတယ်နဲ့ဖြစ်ပြီးဒီနဲ့နည်းနည်းလေးအသိဉာဏ်သွားတဲ့ပုံကိုယ်ကြီးကြတော့ဘာလုပ်လဲမန်နေဂျီတို့မောင်နေဂျီတို့ပေါ့ဟုတ်တယ်မလားသူများတာသမီးကို ကိုယ်တာသမီးလောက်ကြပြန်တယ်တွေ့တာတယ်တွေ့တာတယ် ောတခါကြီးရဲ့လှမ်းပြီးကြည့်နေတယ်ခွန်ကြီးနော်အရင်ရှိတဲ့ပုဂ္ဂိုလ်တွေကြတော့အရင်တွေကိုတွေ့တာရဲအဲ့ဒီတော့အဲ့ဒီလိုရာဂတန်လန့်ဖြင့်တရားမှမျိုးကိုရှင်းလွန်းလို့ပါဟောသူတော်ကောင်းတို့ရဲ့စိတ်ထားကနော်ဘာဖြစ်လို့လဲဒီရာဂကြီးတန်လန့်နဲ့နေခဲ့လို့ရှိရင်တော့ဩနာတရေဒုက္ခဖေးကြီးကအရှိမရှိပြီးကျုံနေတယ်ကျုံနေတယ်ဘယ်လိုမှပြေးလို့မလွတ်နိုင်ဘူး ဒါကြောင့်ဩနာတိဒုက္ခဘေးမှာလွတ်ချင်နေတဲ့တရကော အဖို့ကတော့ဒီထာကတန်းနဲ့တရားမှာကိုသိပြီးရှင်းတယ်သိပြီးကြောက်တယ်သိပြီးဆက်ဆုပ်တယ်နော်ဧဝဟံစိတ္တိတဝနာယထာဘုဒ္ဓံဝိပတိတံနံပါတ်1အရုဏုဂ္ဂမိအရဒ္ဓမဘာဘုနေဧဝံဤသို့လျှင်အဟံဃာတိစိတ္တိတဝနာကျန်စီစိတ်ကုပြည့်၍ယထာဘုဒ္ဓံမဖောက်မပြန်ဟုတ်တိုင်းမှန်စွာဝိပတိတံဝိပဒနာဘာဝနာကမ္မထံစီပြန်ပွားများအထောက်ခဲ့လေပြီ စိတ်ထဲမှာဒီလိုကြံစည်စေကူးတယ်နော်ရာဂတဏ္ဍနဲ့တရားမှာရှင်းလွတ်လှတယ်လို့ဒီလိုကြံစည်စေကူးပြီးတော့ဟုတ်တိုင်းမှန်စွာဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကိုစီးပြန်ပွားများကြိုးစားအထုတ်ခဲ့တယ်ကြာစို့ကြိုးစားအထုတ်လိုက်တော့ဘာဖြစ်လဲသမ္ပတိအရုဏုဂံမိအရုဏုဂံမိနေရုံတက်တဲ့အချိန်ကိုသမ္ပတိရောက်ရှိလာလတ်ဒီရှိတော့ ရဟတံအရတ္တဖို့သောအပ္ပဘုံနေဆက်ရောက်တော်မူခဲ့လေပြီ။နေအရုံတက်တည်နဲ့တပြိုင်နဲ့အရတ္တဖို့လည်းဆိုက်သွားတယ်နော်။အဲ့ဒီဥဒ္ဒံစကားလေးကိုဝန္တာလွန်းလို့ပြိဋိဘမဇ္ဈမိမှာမြေကြမိတ်ဆိုသွားသေးတယ်။ဒါကမဟာတိတ်တကုရောကြီးရဲ့ထုံးပဲ။အဲ့ဒီမဟာတိတ်တကုရောကြီးရဲ့ထုံးကတော့သူကဘာဖြစ်လဲ။ဒုက္ခဒေါမနတဏအထင်ကမယဆိုတဲ့အတိုင်း ဆင်းရဲတဲ့ကာယကဒုက္ခဝေဒနာကိုချုပ်ငင်းအောင်သူကကျင့်သွားတယ်။ဘောင်ရင်ချုပ်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဆင်းရဲတဲ့ဒုက္ခဝေဒနာကိုသူကဘယ်လိုရှုသလဲ။ဟိုအဲ့ဒီဝေဒနာကိုမရှုဘူးနော်။အဲ့ဒီဝေဒနာကိုမရှုတော့ဝေဒနာလုံးလုံးမရှုထားလားဆိုတော့မဟုတ်ဘူး။အဲ့ဒီစကားနှစ်ခု꿰ဖို့တော့လိုတယ်။ပန်းရိုက်ပောင်းရိုက်ချိုးခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဆင်းရဲတဲ့ဒုက္ခဝေဒနာကိုတော့မရှုဘူး။တခြားအကြောင်းကြောင့်ဖြစ်ပေါ်တဲ့ဝေဒနာတွေကတော့ရှုရမယ်။ဘာဖြစ်လို့လဲ ခုနကဝိပဿနာဉာဏ်ကိုသူတို့အောင်ပေါ်အောင်လုပ်တဲ့အပိုင်းနဲ့မှာယံကိစီရူပအတ္တိဒါနာကတပိစုပ္ပန္နံဒီအာတိနာနိနာသတိဖြင့်ကျမ်းဂန်များကဖွင့်ဆိုထားပါတယ်နော်ဝိပဿနာဉာဏ်တို့အောင်ပေါ်အောင်လုပ်တဲ့နိစ္စနိကအတ္တိနာကပိစုပ္ပန္သတိဖြင့်တစ္ဆေတမျိုးသောအကျင့်ဖြင့်တည်နေတဲ့ခန္ဓာ၅ပါးကိုလက္ခဏာရည်သုံးတန်တင်ပြီးတော့တွင်ဉ္ဇဝိပဿနာရှုနေတဲ့လုပ်ငန်းတွေဝိပဿနာဉာဏ်တွေကိုတို့အောင်ပေါ်အောင်များအောင်လုပ်နေတဲ့လုပ်ငန်းခွင်ဖြစ်တယ်အဲ့ဒီ တစ္ဆက်တမျိုးသောအခြင်းအဖြစ်ဒီနေတဲ့ခန္ဓာ၅ပါးထဲမှာဝေဒနာခန္ဓာမပါဘူးလားပါပါတယ်။ပေါင်းရင်ချိုးခြင်းကြောင့်ဖြစ်ပေါ်တဲ့ဝေဒနာကိုယ်တော်မရှိတာ။ရူပယုံတ္တဒါယုံခန္ဓာယုံရတ္တယုံဖုဒ္ဓဘာယုံအစရှိတဲ့တခြားတခြားအယုံ၆ပါးအကြောင်းပြုပြီးဖြစ်ပေါ်နေတဲ့ဝေဒနာတွေကိုတော့ရှုပါတယ်။လုံးလုံးကြီးမရှုတာလည်းမဟုတ်ဘူး။ဒါတော့ဝေဒနာကိုလုံးလုံးမရှုဘူးဆိုတာလည်းမမှန်ဘူး။ ပေါ်ရင်ချိုးခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဆင်းရဲတဲ့ဒုက္ခဝေဒနာကိုပဲနာရယ်နာရယ်လို့ရှုပြီးအရတ္တဖို့ရသွားတယ်ဆိုတဲ့စကားလည်းမဟုတ်ဘူးနော်ဘယ်လိုကြောင့်အရတ္တဖို့ရတာလဲတစ္ဆက်တမျိုးသောအတိတ်နကပိစုံပန်စသည်ဖြင့်တစ္ဆက်တမျိုးသောအခြင်းအဖြစ်တည်တဲ့ခန္ဓာ၅ပါးဒီကိုအနိစ္စဒုက္ခအနတ္တလက္ခဏာရေးသုံးတန်တင်ပြီးတွင်ဉ္ဇဝိပဒနာရှုလို့အရတ္တဖို့ဆိုင်သွားတယ်နော်အဲ့ဒီနည်းစနစ်ဒီ အနတ္တလက္ခဏာသုတ်တံမှာလာနေတဲ့တေပိဟုတ္တဓမ္မအဒေသနာဤစနစ်ပဲဖြစ်ပါတယ်နော်ပိဉ္စဝကိငါဟုတို့လည်းဒီကလာဘသမ္မတနာလို့ခေါ်ဆိုအပ်တဲ့၁၁မျိုးသောအကျင့်ဖြင့်ဒီနေ့တဲ့ခန္ဓာ၅ပါးတွေကိုပေါင်းစုခြုံငုံပြီးတော့ပေါ့နော်တဘုံစီတဘုံစီ၅ဘုံ ပုံပြီးတော့ပရမတ္ထအထာဓာတွေကိုယုတ်တဘုံဝေဒနာတဘုံသိညာတဘုံသင်္ခါရတဘုံ အသိစိတ်ဝိညာဉ်တပုံတပုံစီတပုံစီပုံပြီးတော့ဝိပဿနာဘာဝနာကမ္မထံစီးပြန်တော့မူတဲ့အတွက်အရဟတဖို့ဆိုက်သွားတယ်။အဲ့ဒီနိစနစ်ကိုကလပသမသနာဝိပဿနာရှုပန်းနည်းလို့ခေါ်တယ်။တလုံးစီတလုံးစီပေါ့စိတ်တခဏတခုတခုအတွင်းယုတ်ကလတခုတခုအတွင်းမှာတည်ရှိနေတဲ့ပရမတ္ထတရားတွေကိုတလုံးစီတလုံးစီဝိပဿနာရှုတဲ့စနစ်ကတော့အနုဘရဓမ္မဝိပဿနာလို့ခေါ်ပါတယ်။အဲ့ဒီနှစ်နည်းမှာကုမဟာဒိဋ္ဌကိုရောကြီးရှုတဲ့နိစနစ်ကတော့အနုဘရဓမ္မဝိပဿနာနည်းမဟုတ်ဘဲ ကလပသမနနီလမပါနကြမဟာဒိဋ္ဌကိုရောကြီးတို့လို့ဆင်းရဲတဲ့ဒုက္ခဝေဒနာတွေချုပ်ငင်းကျင်တယ်ဆိုလို့ရှိရင်လည်းမလုပ်ရမလဲဒီတတိပဌံ၄ပါးရှင်းရမယ်ဒီတော့ဒီတတိပဌံ၄ပါးနဲ့အရှင်ပြောပြောတဲ့ခန္ဓာ၅ပါးနဲ့ဘယ်လိုလုပ်ဟပ်မလဲလို့မေးစရာရှိတယ်အပိဓမ္မာအခြေခံပညာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကတော့နားလည်လိမ့်မယ်နော် ခန္ဓာ၅ပါးနဲ့မပါနေတဲ့ရူပခန္ဓာကကာယ ानु ပါဒနာတတိပ္ပံရဲ့လက်အောက်ခံစင်းင်းနဲ့မှအကျုံးဝင်သွားတယ်။ဝေဒနာခန္ဓာကဝေဒနာ ानु ပါဒနာစင်းင်းအောက်မှအကျုံးဝင်သွားတယ်။ဝိညာဉ်ခန္ဓာကစိတ်တ ानु ပါဒနာရဲ့အောက်မှအကျုံးဝင်သွားတယ်။မေညာခန္ဓာသင်္ခါရခန္ဓာနှစ်မျိုးကတော့ဓမ္မ ानु ပါဒနာစင်းင်းအောက်မှအကျုံးဝင်သွားပါတယ်။ဒါကြောင့် ကာယ ानु ပါဒနာဝေဒနာ ानु ပါဒနာစိတ်တ ानु ပါဒနာလို့ပြောတာနဲ့ခန္ဓာ၅ပါးလို့ပြောတာနဲ့သဘောချင်းအတူတူပဲကာယဝေဒနာစိတ်တဓမ္မလို့ပြောတာနဲ့ခန္ဓာ၅ပါးလို့ပြောတာနဲ့သဘောချင်းတရားကိုတတ်သားခြင်းကတော့အတူတူပါပဲဟောနီစနစ်သာ꽌သွားတယ်တခါကြီးသူ့ကိုဥဖြူလို့ခေါ်တယ်သူ့ကိုငယ်စဉ်ခါကနေပြီးတော့ဥလူကလေးလို့ခေါ်လို့ဥလူကလေးလို့လည်းသူ့ခေါ်တယ်နာမည်နှမျိုးရှိတယ် လူကတော့ဒီလူပဲနာမည်နှစ်မျိုးရှိတာပဲကွာတယ်လူကဒီလူပဲနော်ခုလည်းဒီတိုင်းပဲစိတ်စရိတ်ရုပ်တရားတွေပဲစိတ်စရိတ်ရုပ်တရားတွေကိုဘုရားရှင်ကတိပ္ပံကြည့်ဆင်ကြတော့ကာယဝေဒနာစိတ်ဓာတ်ဓမ္မဆိုတဲ့နာမည်နဲ့ဟောလိုက်တယ်ဒီစိတ်စရိတ်ရုပ်တရားတွေကိုပဲအနတ္တလက္ခဏာသုတ်တန်ဆက်တဲ့ထိုထိုသုတ်တန်ကြီးကြတော့ရူပခန္ဓာဝေဒနာခန္ဓာသင်္ခါရခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာဆိုပြီး၅ပုံပုံပြီးတော့ဟောလိုက်တယ်ဒီစိတ်စရိတ်ပဲ ဟိုဒိဋ္ဌိဒိဋ္ဌိမတ္တန်တို့လိုဒေသနာမျိုးကြတော့ဒိဋ္ဌတရားတုဒ္ဒတရားမုဒ္ဒတရားဝိညာဒတရားဆို၄ပုံပုံပြီးခေါ်လိုက်ဒီစိတ်ကလေးတွေယုံတရားပဲအရှင်ရဟုလာတို့လိုပုဂ္ဂိုလ်တွေကိုချွတ်တဲ့သုလရောင်လောဝါဒတုဒ္ဒံလိုတုဒ္ဒံမျိုးကြတော့စိတ်စေတသိက်တရားတွေကို၁၂ပုံပုံပြီးအရဏစနပါဠိနဲ့ဟောထားတယ်နော်ဒါကြောင့်၁၂ပုံပုံထားတော့လေဘာတရားတွေလဲလို့မေးတော့ဒီစိတ်စေတသိက်ယုံတရားပဲအရှုကံပရမတ္တအထာသကတော့အလို့ အတူတူပဲတွားကြပါလေနော်